ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိုင်တက်တဲ့အားလုံးမင်္ဂလာပါဒီအပိုင်းမှာ Manchester United အသင်းနဲ့တောက်လျှောက်သတင်းတက်နေတဲ့ဒါ Northern Forest ကအင်္ဂလန်ကွေးလေကစားမ Elliot Anderson နဲ့ပတ်သက်လို့ပေါ့လေ ကစားမဘက်က United စိတ်ဝင်စားတဲ့ပုံကို တုံ့ပြန်မှုတွေရှိတယ်ဆိုပြီးတော့ပေါ်ပြလာတယ်ဆိုတော့ Elliot Anderson ကအသက်22နှစ်ပဲရှိတယ်အခုဆိုရင်23ပေါ့လေ23ရှိပြီးတော့2024ခုနှစ်မှာ Newcastle United ကနေ Northern Forest ကိုပြောင်းရွှေ့လာခဲ့တာဖြစ်ပြီးတော့ Forest ကိုသူပြောင်းလာတဲ့အချိန်ပြောင်းရွှေ့ချေကပေါင်း35ပန်းရှိတယ်ဒါလက်ရှိမှာ Lewisin အသင်းမှာလည်းခြေစွမ်းပြနေတယ် Premier League မှာလည်းတော်တော်လေးကောင်းတဲ့ပေါင်းပုံနဲ့ performance မျိုးပြတဲ့အခါမှာ မန်ချက်စတာယူနိုက်တက်ကတော်တော်လေးသဘောကျတယ်သူတို့ကမန်တိုင်းပြောရင်သူတို့ကွင်းလေတယောက်ဖြည့်ချင်တယ်အဲ့ကွင်းလေဖြည့်ဖို့ရာသူတို့လူချင်းတဲ့ကစားပါတွေအများကြီးရှိပေမဲ့ဈေးလည်းတတရမယ်သူတို့ပေါ်လေစိတ်ဝင်စားရမယ်ဖြစ်နိုင်ကြီး real reasonable လေးဖြစ်နိုင်တဲ့ဖြစ်နိုင်ကြီးလေးရှိနိုင်မယ်ကစားမားတွေကိုသူတို့ကြည့်တဲ့အခါမှာ Elliot Anderson ကိုတော်တော်လေးသဘောကျတယ်အခုဒီဘယ်လိုပြောမလဲဆိုတော့အခုလောလောဆယ်အနေထားရာ မန်ချက်စတာယူနိုက်တက်တာဂက်ထားတဲ့အလီယန်အန်ဒါဆန်ပေါ့လေဒါအခု Northern Forest အသင်းရဲ့ဒီဒီတိုက်စစ်မှုကအခုလောလောဒီကွင်းလေကစားမကအခုလောလောဆယ်မှာမန်ယူနိုက်တက်ကိုပြောင်းဖို့စိတ်ဝင်စားမှုရှိတဲ့အကြောင်းပေါ်ပြလာတယ်ဒီလီမေးမှာပေါ်ပြထားတဲ့ report တပုတ်ရှိတယ် BBC ရဲ့ report တပုတ်မှာပေါ်ပြချက်ရာအလီယန်အန်ဒါဆန်က Manchester United ကတကယ်သာခေါ်ယူဖို့ဆန္ဒရှိရင်သူဘက်က United ကိုပြောင်းရွှေ့ကစားခြင်းနဲ့ဆန္ဒရှိတယ်အဓိကတော့ Northern Forest ထဲပို့ပြီးတော့အသင်းကြီးနိုင်မဲ့ပို့ပြီးတော့ရီမန်းချက်ကြီးနိုင်မဲ့အသင်းတစ်သင်းကိုသူပြောင်းကစားခြင်းနဲ့ဆန္ဒလက်ရှိသူရဲ့ current market ပေါက်ကြီးက Euro 45တန်ရှိမယ်ဒါဒီနှစ်ရာသီအတွင်းမှာ Premier League ပွဲ၁၁ပွဲကစားထားပြီးတော့တကူအတွင်းတကူဖန်တီးထားတဲ့သူရဲ့အဓိက position က defensive midfield position ထက် central midfield position ဖြစ်တဲ့ဒါပေမဲ့ attacking role လေးကစားနိုင်သူလိုအပ်ရင် လက်ဖ်မီဖီတာလည်းကစားနိုင်သူဖြစ်ပြီးတော့ဒီကစားမကဒီယာတီမာလူဝီစင်ရဲ့ကလပ်မှာတော်တော်လေးခြေစွမ်းပြတယ်အခု Forester 14ပွဲကစားထားတယ်အင်္ဂလန်လူဝီစင်အသင်းမှာလည်း Daniel Wright နဲ့သူနေရာရနေသူဖြစ်တယ်ဆိုတော့ Elliot Anderson ကိုသူ့ရဲ့အသင်းဟောင်း Newcastle နဲ့ပြန်လို့ခြင်းနဲ့ တခြား Premier League club အသင်းချို့လည်းစိတ်ဝင်စားပြီးတော့ Man United ကလည်းတော်တော်လေးသဘောကျတယ် United ကတော့ဒါသူတို့တေချာပေါက်ကွင်းလည်းတယောက်တော့လူချင်းတဲ့အကြောင်းကိုဒီရပိုင်းမှာတောက်လျှောက်သတင်းတွေမှာတွေ့တယ်ဒါပေမဲ့ဒါကစောင်းရသည်မှာဖြစ်မှာလားလူရသည်မှာဖြစ်မှာလားဒါပေမဲ့အခု Daily Mail ရဲ့ report ရဆိုရင်တော့ United က Forest ကွင်းလည်းကစားမကိုသူတို့ရဲ့ main target ဖြစ်ထားတယ် အဓိကက Carlos Baleba ရဲ့တန်ချီးဟာတန်120လောက်တောင်းနေတဲ့အချက်ရဲ့ Brighton ကစောင်းရာသီမှာတော့ရောင်းဖို့စံတာမရှိဘူးဆိုတဲ့အချက်ကြောင့်လေဒါပေမဲ့ဒီနေရာမှာ Elliot Anderson ကိုလိုချင်ရင် Manchester United လည်းဒါကြီးမားတဲ့ပြောင်းရွှေ့ချေးပေးရမယ်။ဘာကြောင့်လဲဆိုတော့ဒီစားမကို Nottingham Forest ကအနည်းဆုံးပေါင်တန်း80ကနေအများဆုံးတန်း120ထိသတ်မှတ်ထားတယ်။ဆိုတော့တန်း120ကတော့ဖြစ်နိုင်ချေအမတန်နည်းတယ် ကာလော့စ်ပါလီပါဇီဂျီလိုဒီစားမောက်ကိုပြောင်းလိုက်တယ်ဆိုတော့120ကတော့မိတ်ဆက်မဖြစ်ဘူးဒါပေမဲ့တန်80 90ပတ်ဝန်းကျင်ဆိုတော့ maybe ဒါပေမဲ့ကျွန်တော်မြင်တော့တန်80နဲ့များတယ်ဗျအင်္ဂလန်လူရေးစင်အသင်းကစားမတယောက်ဖြစ်တဲ့အချက်တစ်ချက်သေးနေနောက်အလီယာအန်ဒါဆန်ဆိုတော့ဒီတစ်နှစ်လောက်တွင်မှာမှသူခြေစွမ်းပြလာတာဗျာဒါအခုကျွန်တော်တို့ Forest နဲ့ Man United ကစားတဲ့ပွဲတွေအခုနောက်ပိုင်းကစားတဲ့ပွဲတွေကိုကြည့်ရင်တော်တော်လေးကောင်းတယ်ဒါပေမဲ့120တန်တဲ့ကစားမတန်း100တန်တဲ့အဆင်မဟုတ်ဘူး ဒါသူ့အလုံးလုံးတန်တန်း60လောက်ဗျာအဲ့လောက်ပဲဒါပေမဲ့အခုခေတ်ကလည်းတန်း60နဲ့ကစားမတယောက်ရာဘူးသူပြင်အင်္ဂလိပ်ပလေယာတယောက်ရာဘူးခတ်တယ်ဒါပေမဲ့ Man United သားတကယ်စိတ်ဝင်စားဖို့ခေါ်မယ်ဆိုရင်သူက United ကိုပြောင်းဖို့ဆန္ဒရှိတယ် Forest ကလည်းဘယ်သူပဲဖြစ်ဖြစ်သူတို့ရှင်းကထိုက်တဲ့ပြောင်းရွှေ့ချေတာပေးရင်ရောက်မယ်ဒါပေမဲ့ခတ်တာက Northern Forest ကအနည်းဆုံးတန်180 180နဲ့120ကြာလူချင်းတယ် Manchester United က Elliot Anderson ကိုတကယ်ပဲကြိုးပမ်းတယ်လား Northern Forest က ူရောင်းတဲ့အသင်းတော့ပတ်စံသာပေးသူတို့ကလည်းလူတွေအများကြီးခေါ်ထားတဲ့အသင်းဖြစ်တဲ့အတွက်ကြောင့်သူတို့ကဒီတစ်ယောက်ထွက်သွားလဲနောက်တစ်ယောက်နဲ့အစားထိုးနိုင်တယ်ဆိုတော့ United ဘေးသက်ဒီဘယ်လိုမြင်ကြလဲ Elliot Anderson ရဲ့တန်တ120ပတ်ဝန်းကျင်လောက်ရှိမယ်80နဲ့120ကြာကစားမားက United ကိုပြောင်းဖို့ဆန္ဒရှိတယ်ဆိုပြီးတော့ဖော်ပြထားတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်